ောင်းတင်ဆက်ပေးခြင်းတဲ့သတင်းအကြောင်းအရာတွေကတော့73စီပြန်အလေးတွင်းမရှိစေရှိ ATG စနစ်များကိုတက်ဆင်ဆောင်ရွက်မည်ဆိုတဲ့သတင်းဒေသမှာစေတီတွင်ကလေးကားသက်စင်ရန်ပါဝင်လူလန်းနိုင်ဆိုတဲ့တွင် အကောင်သောမုံတိုင်းငယ်အရှိန်ချောင်၄ချောင်းနှင့်၅ဖန်းလေးများကိုကျူတင်သတိပြုရန်အတိပိဆိုရတဲ့နိုင်ငံကသတင်းတပုံအနေနဲ့ထိုင်းနိုင်ငံအတောင်ပိုင်းနိုင်အဆိုးရွားဆုံးရေကြီးရေရှမ်းမှုဆက်လက်ကြုံတွေ့နိုင်အောင်မီဆိုရတဲ့အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတဲ့ ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုံအနေနဲ့73စီများအလေးလွေမရှိစေရှိ ATG စနစ်များကိုတက်ဆင်ဆောင်ရွက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်သတ္တုံးစီတည်ယူပို့ဆောင်ရှာမှလူကြောင့်အားနည်းမှုများမဖြစ်ပေါ်စေရအတွက်တာမင်နယ်များမှာစာကားအော်တိုတန့်ခေချင်း ADG စနစ်များကိုတပ်ဆင်ဆောင်ရွက်ရမယ်လို့စွမ်းရင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်ကပြောပါထိတ် ပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌလွင်ကရောင်းတိုင်းဒေသကြီးအတွင်းဆွေရီခန္ဓာဆိုင်ရာကိစ္စများကိုယမန်နေ့ကကွင်းစင်းကြည့်ရှုစစ်ဆေးစင်မှပြောကြားခဲ့တာဖြစ်ပါတဲ့ စတုံးစီဖြည့်ဆည်းမှုခွင့်ဆက်အတွင်းစက်မှတ်စစ်ဆေးတဲ့အခါမှာလူကြောင့်အားနည်းမှုများမဖြစ်ပေါ်စေရအတွက်နိပညာအသုံးပြုစက်မှတ်စစ်ဆေးမှုတွေကို အကောင့်ထဲပေါ်နိုင်ရှေ့အတွက်ကြိုးပမ်းခဲ့ရမှာ အချိန်ကာလတစ်ခုရှိလာတော့လဲလက်တွေ့ဆောက်ရွက်နိုင်မှုမရှိသေးတာကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။စွမ်းရင်ဝင်ကြီးဌာနအနေနဲ့စတုံးစီများကိုယ်တိုင်ထုတ်လုပ်နိုင်ရှေ့ဤလမ်းမျိုးစုံနဲ့ကြိုးပမ်းဆောင်ရွက်လျက်ရှိတော့လဲလက်ရှိကာလမှာကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ခြင်းမရှိသေးတဲ့အတွက် ပြည်ပမှတင်သွင်းနေရထား၆လက်ရှိပြည်ပမှဝယ်ယူသုံးစွဲနေတဲ့အချိန်မှာအ धिक အားဖြင့်ပြည်သူလူထုအားဈေးနှုန်းအရေအသွေးနဲ့အချင်းအသွဲထိခိုက်နစ်နာမှုမရှိစေရှိအထူးဦးစားပေးဆောင်ရွက်ပေးရန်ဖို့ကိုလည်းပြည်ထောင်စုဝန်ကြီးကမှကြားခဲ့ပါတဲ့ ပြည်ပမှာ73စီများတင်သွင်းရှာမှာတင်သွင်းလာတဲ့73စီများရဲ့အရေအတွေ့ပြည်မီမှန်ကန်မှုရှိစေရှိအရေးကြီးတကယ်သို့တိုးလောက်ကန်စကန်များမှာတိုင်းဒေသကြီးနယ်ပြည်နယ်များသို့စီတဲရှင်များဖြင့်73စီဖြန့်ဖြူးပေးဖို့ရှာမှာသတ်မှတ်ထားတဲ့73စီအယောင်ဆိုင်နဲ့နေရာဒေသများသို့မမှန်ကန်ကန်ရောက်ရှိရေးအတွက် ဖြည့်ဆည်းမှုခွင့်ဆက်တလျှောက်အလေးထားစစ်ဆေးစက်မှတ်ပေးလျက်ရှိတယ်လို့သိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ ဒေသမှာစေတီတွင်ဒလိကသက်စင်ရန်ပဝင်လူရန်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းဒေသကြီးပဲခူးမြို့နယ်ကဒေသုံပါစီတီတော်မှာတလီကသက်ဆင်သွားမှာဖြစ်တာကြောင့်မိသူမဆိုးပါဝင်လူရန်နိုင်တဲ့လို့ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေသိရပါတယ်။အစိုးပါစီတီတော်ကိုပဲခူးမြို့နယ်ဝမ်ဖိုင်းကြီးရွာအုပ်စုမှာတည်ထားကိုးကွယ်တော်မူထားတာဖြစ်ပြီးဖျားဖူးပြည်သူတွေလာရောက်ဖူးမြော်ရှာမှာအသက်အစင်မဆောက်တဲ့အတွက်တက်ကြီးရွယ်အိုတွေရဟန်းရှင်လူပြည်သူတွေတက်ရောက်ဖူးမြော်ရှာမှာအခက်အခဲရှိခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်တက်ကြီးရွယ်အိုတွေရဟန်းရှင်လူပြည်သူတွေတက်ရောက်ဖူးမြော်ရှားမှအစင်းပြေစွာတက်ရောက်ဖူးမြော်နိုင်ရှိဒလီကဆုတ်လုံလှူဒန်းသွားမယ်လို့ဆိုပါအထိအဆိုပါဒလီကတက်စင်တဲ့လုပ်ငန်းမှာဖျားဖူးပြည်သူတွေနဲ့အနေနဲ့ရရက်ကလူရှင်တွေအနေနဲ့တအားပါဝင်လှူဒန်းနိုင်ပြီးလှူဒန်းလူသူတွေအနေနဲ့ဘကိုးတိုင်းဒေသကြီးအစိုးရအဖွဲ့ယုံပြူချားရှိမှုနဲ့ဘကိုးခိုင်ရိုင်းထွေထွေအုပ်ချုပ်ရေးမှုတို့ကိုဆက်သွဲလှူဒန်းနိုင်တယ်လို့သိရပါတယ်ရှင်။ ဆက်လက်ပြီးအာကောင်းသောမုံတိုင်းငယ်အရှိန်ချောင်း၄ချောင်းနှင့်၅ဖက်၄မြောက်ကိုကျိုးတင်သတိပြုရန်အတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အာကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့်လေချောင်းနဲ့ငါးဖမ်းလီများကိုကျိုးတင်သတိပြုကြဖို့နဲ့မိုးလီဝသားနှင့်ဆလဘေးဒါညွှန်ကြားမှုဦးစီးဌာနကဒီကနေ့မနက်ပိုင်းမှာအတိပေးလိုက်ပါအထိဒီကနေ့မနက်9:00နာရီခွဲအချိန်တိုင်းထွာချက်များအရာဘင်္ဂလားပင်လယ်အော်အနောက်အလဲပိုင်းနဲ့ရင်းနယ်ဆက်ဆက်နေတဲ့ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းအိန္ဒိယနိုင်ငံတမီနာဒူးမြောင်ပိုင်းပူတူချယ်ရီကမ်းခြေနဲ့အင်ဒရာပရာဒိရှ်တောင်ပိုင်းကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့အာကောင်းသောမုန်တိုင်းငယ်ဟာမြန်မာ နိုင်ငံကိုကိုချိုမျိုးရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်950မိုင်ခန့်အိန္ဒိယနိုင်ငံပူတူချယ်ရီမျိုးရဲ့အရှေ့မြောက်ဘက်ရေမိုင်80မိုင်ခန့်နဲ့ချင်းနိုင်မျိုးရဲ့အရှေ့အရှေ့တောင်ဘက်ရေမိုင်20မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟုပြုနေတယ်လို့ဆိုပါအထိတ်အဆိုပါအားကောင်းသောမုန်တိုင်းငယ်ရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတည်ရွေးချမဲ့အခြေအနေမရှိနိုင်တာကြောင့်အဝါရောင်အစ်လိုတတ်မှတ်ထားရလို့လည်းသိရပါသည် နောက်ဆက်နှနာရထွေးခမန်းချက်အရာအစူပါအားကောင်းသောမုန်တိုင်းငယ်ဟောင်းအနောက်တောင်ဘက်သို့ပြင်းထန်စွာအပြန့်ကွေနိုင်ကောင်းနောက်ဆက်နှနာရထွေးမုန်တိုင်းငယ်အဖြစ်အားလျော်သွားနိုင်ထေလို့လဲခမန်းထားပါထိအစူပါအားကောင်းသောမုန်တိုင်းငယ်ရဲ့အချိန်ချောင်းမြမပင်လယ်ပြင်တွင်လိုင်းအသင့်သင့်ရှိပြီးလိုင်းအမြင့်မှမြမကဲရဲတချောင်းနဲ့ကဲလွန်ပင်လယ်ပြင်ထိုးတွင်ငါးပေမှခုနှစ်ပေခန့်ရှိနိုင်ထေလို့ဆိုပါထိ အကောင်သောမုံတိုင်းငယ်ရဲ့အရှိန်ကြောင့်ပြည်တွင်းလေချောင်းပြန်တန်းရှိမြမကန်ယူရန်တခြားနယ်ကန်လွန်ပင်လယ်ပြင်တို့ရှိကန်ဒီကန်ဝေးငါဖက်ရှိရင်များတင်မောများအနေဖြင့်လဲကျိုတင်သတိပြုနိုင်ပါရန်အတိပေးတိုးစော်ထားပါထဲလို့တည်ရပါထဲရှင်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ထိုင်းနိုင်ငံတောင်ပိုင်းနယ်ဆိုးရွားဆုံးရေကြီးရေရှမ်းမှုဆက်လက်ကြုံတွေ့နိုင်အောင်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံတောင်ပိုင်းမှာယခုနှစ်များအတွင်းအစိုးရအဆုံးရေကြီးရေရှမ်းမှုများကြုံတွေ့နေရပြီးလူပေါင်းတောင်းတဲ့ချီပိတ်မိနေကြတာအရေးပေါ်ကယ်ဆယ်ရေးများဖြန့်ကျက်ထားရပါတယ်။စွန်ခလာပြည်နယ်ဟဲရိုက်မှာဆိုရှင်လူပေါင်း9000ကျော်ရေပေးတင်နေပြီးမိုးကြီးချင်းချောင်းကယ်ဆယ်ရေးလုပ်ငန်းတွေများစွာတောင်းနေရပါတယ်။ ဆွန်ကလန်ပြည်နယ်မှာတည်ဆုံးသူ95ဦးအထိရှိလာပြီးအထိခိုက်ဆုံးနေရာတစ်ခုဖြစ်လာတဲ့လို့အာနာပိုင်များကကြတာပရိနေမှာပြောသွားပါတယ်ရှိပေးနေရအများပြားမှလိုက်လည်းမစစ်စေးနိုင်သေးတာကြောင့်အတိတ်ရပြောင်းစရင်အတိတ်ကြမတိနိုင်သေးပဲဘေးကင်းရသူထွက်ပြေးသိမ်းရှောင်နေရမှာတဲ့စစ်တပ်ထရက်ကားတွေကစေကူတာရှိနေရများအဖြစ်ပြောင်းလဲကုန်ကဒရရှသူတွေသားရှိပါတဲ့ ထိုင်းသမ္မတော်ကတပ်သားတွေရဟတ်ရင်တွေလေတွေအထူးတပ်တွေကိုဆေးလွတ်ထားပေမဲ့ရင်းမြန်ကတပ်တွေချောင်းအခက်ခဲတွေရှိနေစေဖြစ်ပါထဲ။ကဲဆဲရေးတွေမနာပနေလှုပ်ဆောင်နေပေမဲ့လမ်းတွေကရေမြုံတရားတွေပြိုချကာအဆက်အသွဲတွေပြတ်နေတာကြောင့်အရေးပေါ်လုပ်ငန်းတွေရဲ့အတွက်ဆိုးရွားစေပါထဲ။ ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုဒ္ဓဖူးနေ့ရက်အထိအင်ဂျီပေါင်း9သိန်း8000ကျော်မှလူပေါင်းတိတရမ9တန်းနေပါရေပေးတင်နေတယ်လို့ကပေးကားခွဲရှော့ချရေးဌာနကထုတ်ပြန်ထားပါတယ်။လာမယ့်ရပိုင်းရထွင်းဆက်လက်ပြီးမိုးတဲထန်တိုင်းကမြေနိုင်ဒေသနဲ့တောင်တန်းဒေသများမှလူတွေကိုသတိထားနေထိုင်ကြဖို့ထိုင်းမိုးလေဝသဌာနကသတိပေးထားပါတယ်လို့သိရပါတယ်ရှင်။ ခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျွန်မကတော့မြန်မိုးထပ်ပါ thank you